ကဲ ready ပါပဲဗျာရှိုးလိုက်ပါဦးကုတ်ခါလာကုတ်ခံနေရဲဗျာဗိုက်စာမင်းလည်းဗိုက်စာပြီလားအိမ်မှာဒီနေ့ဝတ်သားချက်တယ်ကွာဝတ်သားနဲ့ထမဲဆွဲမယ်ကဲစားဖို့တော့ဖို့လောက်ပါမယ်မမေညနေစာလေးကတော့ရလာပါပြီရှိုးလိုက်အောင်ရှိုးလိုက်အောင် ဘာမပြောခင်ဒီကူချက်ရှိုးလိုက်မင်းအာလူးတွေနဲ့ဘဲဥတွေနဲ့လုံနေလေဟာဒါညနေစာကြီးလုံမယ်လေမေဝသားရှိသေးရမလားမဧည့်စဲလဲပါလာကြီးကုန်သွားပြီအခုချက်မလို့လုံနေတာဟာဝသားရေကုန်သွားပြီဟုတ်တယ်ကုန်သွားပြီဟာသွားပြီဟာမေကြာရဲဘိုက်ကတော်တော်ဆာနေလက်တွေပါတုံနေအောင်နေပြီဘိုက်တွေပါမေကြောင်းမယ်မေချက်မယ်ဆိုရင်ကြက်တော်ဖြူကြီးဒါပြီးသွားပြီလေကြက်တော်ဖြူကြီးထောင်းအောင်မယ်ခွာအောင်မယ်ဒါလုံလိုက်မယ်တခါလေးပြီးမလို့ဘူးအမေကြီးခင်းချက်အနှစ်မဟုတ်ရှိတယ်ဓမ္မကြီးဩ မေ့နေတာဟုတ်သားပဲကျက်တော်ဖြူနေရောင်နေမို့စနေမို့နေတခါလဲပါပြီးသားဟုတ်တယ်မအရသာပါတခါလဲပါပြီးသားကျွန်တော်ပြင်းဒီခွာရမ်းမလို့ထောင်းရမ်းမလို့နော်ဒီမှာဒါလေးလုပ်ပြီးချက်လိုက်ရုံလေးတွေစီတက်ချက်ရုံပဲစီတက်ချက်ရုံကဲပြီးဆုံးငဖေးဦးငဖေးကြီးလောက်ပါမနော်ငဖေးဦးနဲ့အာလူးနဲ့ချက်ထားလို့လုပ်နေတာ မိုးလေးဖွဲတုံးပိုက်စားတဲ့ကိုရွယ်လေးနဲ့နာငပိကြလေးချက်မယ်အချိန်ကုန်လူပမန်းတတ်တာပြီးရောဗျာစက်တော်ဖြူတွေတဘူးတရားထောင်းနေစရာမလိုအမေကြီးဟင်းချက်အနှစ်မဟုတ်ရှိုံနဲ့တင်အဆင်ပြေပါတယ် ဟင်းအနှစ်အတွက်ဆိုအမေကြီးဟင်းချက်အနှစ်မို့တထုပ်ရှိရုံနဲ့နေရပါပြီခင်ဗျာဟွာအရောင်ရှိုးဗျာနော်အရောင်ကားလောက်တစ်ချက်ရှိုးကျွန်တော်စီသက်ချက်တဲ့အတိုင်းပဲနော်ဆိုတော့ကျွန်တော်ကျက်သွုံဖြူနေပါစီသက်တဲ့အတိုင်းပဲဗျာအရောင်ကားလာရဲခန်းနေလားဖလိုက်လား ဒါတော့ကျွန်တော်ငန်းငပိကျက်စတိုင်သွားမယ်ဆိုတော့အနံလေးမှုွေးနေရပဲစီတရတဲ့အနံကွေးသီးပါကွေးသီးငပိကျက်ပေါ့နော်ပွားရှည်လေးထည့်လိုက်မယ်ဆိုရင်တော့ပြီးဆုံးပါဗျာဒါတော့ကိုရက်ပါငားရင်းနဲ့ကိုရက်ကလည်းတကယ်ကောင်းပါလေကျွန်တော်ကအကြိုက်လုံးအကြီးလို့ဒီလိုအပင်လိုက်ပဲထည့်လိုက်မယ်ဗျာ ေါ်ကနေပြီးတော့မြို့တိအဆက်လေးထည့်လိုက်မယ်ဆိုရင်တော့ရပါပြီခင်ဗျာရွှေကောင်းမြောင်မှာအထောင်းဟောလာစီသက်ချက်ပို့ဗျာဒါမဲ့ကျွန်တော်ခုလုံးချက်လေးစားခြင်းလေးဖြစ်သွားလို့လုံးချက်လေးချက်လိုက်ပါမယ်ကျက်သွန်ဖြူနီခွာမယ်ထောင်းမယ်ဆိုရင်အချိန်ကုန်မယ်ကျွန်တော်ကတော့ကျက်သွန်ဖြူနီထောင်းမနေတော့ဘဲနဲ့အမေကြီးဟင်းချမ်းအနှစ်မုတ်တစ်ထုပ်ကိုထည့်လိုက်မယ်ဗျာတစ်ထုပ်သေးနဲ့ဟင်းအနှစ်ဖြစ်စေတဲ့အမေကြီးဟင်းချမ်းအနှစ်မုတ်အရောင်ကတော်တော်လှတာဗျာသိလား အယောင်ကာလာကတော့ကျွန်တော်စွန့်နှက9ဟင်းချက်တဲ့အတိုင်းပဲအယောင်ကာလာရဲခံနေရောမြန်မာလိုပဲလက်နဲ့နေလိုက်ပဲဗျာကဲ ready ပါပဲဗျာရှိုးလိုက်ပါအောင်အခုမှပူပူလောလောလေးချထားတာဆိုတော့ငါငါပြီးချက်ကိုမှဒါဂွေသီးရယ်ညုံသီးလေးရယ်ရှိုင်း ရှေ့နဲ့တိုးပါဟိုးငွေကိုထောင်း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 ဖြစ်နေအင်းကြက်တုံအဖြူနီထောင်းမနေတော့ပဲနဲ့ဗျာအမေကြီးဟင်းချက်အနှစ်မုံနဲ့ဖန်တီးထားတဲ့ဟင်းပွဲအနှစ်လေးကိုရှိုးကျွန်တော်ကတော့အနှစ်နဲ့ထမင်းနယ်စားတော့မယ်ဗျာအနှစ်ကလည်းအများကြီးပဲစားကြပါဦးခင်ဗျာဆွဲပြီဗျာဟွန်း

အမေကြီးဟင်းချက်အနှစ်မဟုတ်ရှိုံနဲ့တင်ကျွန်တော်တို့ရောက်တဲ့နေရာမှာဟင်းပွဲဖန်တီးလို့ရတယ်သူ့အချက်တာတော့ရှင်းပါတယ်စီဘူးထဲမှာကျွန်တော်တို့အမေကြီးဟင်းချက်အနှစ်မဟုတ်ထည့်ထည့်ပြီးသားနှစ်ချက်သုံးချက်လောက်မှွေးမှွေးပြီးသားကျွန်တော်ထည့်ကျင်တဲ့အသားချက်မဲ့အသားကိုထည့်ပြီးသွားရင်ချက်လိုက်ရင်ရပြီဒါပေမဲ့သူကစီသက်ချက်ုံနဲ့မဟုတ်ဘဲနဲ့လုံးချက်ချက်ကိုလည်းရတယ်ဆိုတော့ဒါကျွန်တော်လုံးချက်ချက်တာလားလုံးချက်ချက်လည်းအယောင်ကာလာဘာမှပြောနေစရာမလိုဘူးစီသက်ချက်လည်းမြင်တဲ့တိုင်းပဲဆိုတော့ရဲနေရပဲเนาะအကြောင်းအရလေအရသာပါပါပိသားဆိုတော့ကျွန်တော်တာကြီးအရသာပိုင်းလေ ကျွန်တော်စားခြင်းလည်းအရသာပေါ့နော်ဆိုတော့ကျွန်တော်တို့အငံလေးကြိုက်တယ်ဆိုရင်နည်းနည်းလေးလေးပင်ပင်ကြိုက်တယ်ဆိုရင်စားလေးထဲဒါမှမဟုတ်ငပြားလေးထဲပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးချက်ရင်ရပါတယ်မိုးလေးလည်းယူပါဆိုတော့မြန်မြန်လေးဆွဲလိုက်ကြလို့ဗျာဟင်းချက်တိုင်းမင်းကနှစ်မင်းကထမင်းသုံးပုံကနော်ကျွန်တော်နှစ်ပုံက ဟွန်းဒီနေ့ချက်တဲ့ဟင်းလေးကိုတစ်ချက်တော့မေးကြည့်လိုက်ရအောင်ဗျာဒီနေ့ဘယ်လိုနေလဲကုတ်ခါတာဗျာကုတ်ခံနေရဗျာဆိုတော့ဒီနေ့ရဲ့ဗီဒီယိုတွေကဒီလောက်ပါပဲခင်ဗျာနောက်တဲ့ဗီဒီယိုမှာဒီတဲ့အစ်အစ်တွေကျွန်တော်ပြန်လာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်တလား